ပြန်လည်ဆုံတွေ့ခြင်းမီးလေဖဲသွားမလို့လေအဖိုးဖြစ်သူကအပြင်ထွက်ရန်ဟန်ပြင်နေတော့မီးဖြစ်သူကိုမေးလိုက်ခြင်းဖြစ်သည်စီတီမတ်ကိုလေဖို့ဖို့ဘာသွားဝင်မလို့လဲတမီးစာရေးဖို့ဘောပင်ကုန်နေတယ်ဖို့ဖို့စီမှာဘောပင်အပေါ်ရှိတယ်စပွဲပေါ်မှာ ဘောပင်တမျိုးတည်းမဟုတ်ဘူးဖို့ဖို့တခြားဝယ်ချင်တာလေးယူလဲရှိသေးတယ်။ဒါဆိုရင်ဖို့ဖို့လဲလိုက်မယ်။ဘာလဲဖို့ဖို့ကတမိကိုစိတ်မချလို့လား။မဟုတ်ပါကွယ်။ရွှေပလင်ဆိုင်မှာဝတ်သားကောင်းခြင်းတို့စားခြင်းလို့။တမိဝယ်ခဲ့မယ်လေ။ဟာကွယ်။ဆိုင်မှာစားခြင်းလို့ပါ။တိပြီ။ဖို့ဖို့ကတမိကိုစိတ်မချလို့လိုက်မှာဆိုပါတော့။မပြောနိုင်ဘူးလေခစ်ကာလာတမိတွေကို။ သမီးစိတ်ဝင်စားမဲ့အကောင်မမွေးသေးဘူးဖဖို့မမွေးသေးတာမဟုတ်ဘူးမြည်လေမတွေ့သေးတာဟာပါမလိုက်ပါနဲ့ဖဖို့ရဲ့နေပူပါတယ်နေပူရင်ထီးဆောင်မှာပေါ့ကဲတားမရလဲလိုက်တော့သမီးသိတယ်နော်ရေးစားနဲ့ချင်းတွေ့မှာထင်ပြီးလိုက်မှာမဟုတ်လားကောင်းညင်းတော့စားကြင်လို့ပါကွယ်ဤတို့ဖြင့်မြည်ဖို့နှစ်ယောက်စီတီမတ်ကိုထွက်လာကြသည် နေပြင်းသဖြင့်တုတ်တုတ်လေးတစည်းငှားသွားကြသည်။ဟိုရောက်ရင်တမီလေးကြေးဦးတောက်မှာနော်ဝယ်ကျွေးရမယ်။ငါမြည်လေးကြိုက်တာစား။သူတို့နှစ်ယောက်သဘောတူညီချက်တွေနဲ့စီတီမတ်ကိုကြောက်လာကြသည်။ဟဲကိုမောင်ကိုမောင်မဟုတ်လား။စီတီမတ်အထဲကိုဝင်းမြည်အပြုတ်ပဲအမျိုးသမီးကြီးတစ်ယောက်ကဦးထွန်းမောင်ကိုလာနှုတ်ဆက်သည်။ဟာ ကီတီအော်မမေသားပဲပေါ့ဒီလူနဲ့ဒီလူမမတ်မိစရာလားနော်ကွဲသွားတာอืม25နှစ်လောက်ရှိတော့မယ်ထင်တယ်ရှိရောပေါ့ဒါနဲ့သူလေးကမြင်းလေးလေအချောလေးပဲခွားရည်တူလေးပေါ့အော်ဦးထောင်မောင်က သူ့မီးနဲ့ဒေါ်ကေတီကိုမိတ်ဆက်ပေးသည်မီးလေးဒါကေတီတဲ့ဖိုးဖိုးနဲ့ရာဇူးတို့ကမိကြသူတငယ်ချင်းတွေလေဟုတ်ကဲ့အန်တီတွေ့ရတာဝမ်းသာပါတယ်နှစ်လွာတရွက်ခွဲခွာရမည်ကြောက်မိပါသည်မောင်ကေတီပေါ့နော်ဟဲ့တော့အဲ့ဒါတွေဒီကလေးဘလို့လို့သိနေသလဲ ဟာမီးလေးကပိုးပိုးဒါရီကိုခိုးဖတ်ထားတာလားအန်တီငယ်ဓာတ်ပုံကိုလည်းမြင်ဘူးပါလေတစ်ပုတ်ပင်ကြီးနောက်ခံနဲ့ဓာတ်ပုံနောက်မှာမောင်အတွက်ထာဝရဆိုပြီးရေးထားသေးတယ်လေဟာကိုမောင်ရေ အားလုံးပေါ်နေပြီကေတီတို့အကြောင်းလေကိုမောင်ပြောထားတာလားဒါရီတွေခိုးဖတ်ထားတာနေမှာပါကဲကဲမီးလေးဝယ်စရာရှိရာတွေတော့ဝယ်ဟိုပိုးရွှေပလင်မှာစောင့်နေမယ်အော် ဒါနဲ့ကီတီရရောကီတီလဲဈေးလာဝဲတာပဲကိုမောင်လက်ဖေးဆိုင်ထိုင်မလို့လားဒါဆိုကီတီလဲလိုက်မယ်လေလာလေဒါဆိုသွားကြရအောင်ဤတို့ဖြင့်မြည်ဖြစ်သူကဈေးဝယ်ရန်သွားသူတို့နှစ်ယောက်ကဆိုင်ထိုင်ကစားလဲစားစကားတွေလဲပြောနေကြသည်နိုင်ဝက်ခန့်အကြာတွင်မြည်ဖြစ်သူပြန်ရောက်လာသည်ဖို့ဖို့ညာ ကျေးဦးတိုင်မယ်ဆိုကျေးဦးကဒီဆိုင်မှာမရဘူးပိုဆိုင်ကြီးမှာသွားတော့ရမှာညီလေးသွားတော့လေဖိုးဖိုးကလိုက်မတိုက်ဘူးလားယော့ယော့ဒီမှာပတ်စံယူသွားဖိုးဖိုးတို့စကားပြောဦးမယ်ညီဖြစ်သူကမျက်နာကြီးစုပုတ်ကပတ်စံကိုယူပြီးထွက်သွားသည်နောက်ထပ်တနားီလောက်ကြာမှမြီးလေးကပြန်ရောက်လာသည်။တောက်ပီပီလာမြီးလေး။တောက်ပီပီ ပြတ်မယ်လေနေပါအောင်ကွယ်ဟာအိမ်မှာထမင်းဝိုးလဲတဲရအောင်မယ်ဖေဖေနဲ့မေမေပြန်လာလို့ထမင်းတဲမထားရင် ပြောနေအောင်မယ်ရပါတယ်ဒါဆိုမြီးလေးပြန်နှင့်မလားမပြန်ဘူးမြီးဖြစ်သူကစောင့်ကြီးအောင်ကြီးနဲ့ထိုင်ချလိုက်သည်ကဲပါကိုမောင်ရဲ့သွားကြရအောင်ကေတီလဲဈေးဝင်လိုက်အောင်မယ်ကိုမောင် မီးလေးကစိတ်ကောက်နေသလားမသိဘူးဒါနဲ့ကေတီဖုန်းနံပါတ်ပေးထားအောင်လေကိုမောက်နံပါတ်ပြောလိုက်ဒေါ်ကေတီကသူ့ဖုန်းထုတ်ခါပြောသည့်နံပါတ်တွေကိုလိုက်ရိုက်နေသည်ကေတီခေါ်လိုက်မယ်နော်အဲ့ဒါလဲမှတ်ထားနောက်မှဖုန်းဆက်မယ်ဒေါ်ကေတီကဖုန်းခေါ်လိုက်သည်သူကဖုန်းကိုထုတ်ပြီးနှိပ်ထားရပြီဟုပြောလိုက်သည်ဒေါ်ကေတီကပြုံးပြီး မီးလေမီးဖိုးဖိုးကတက်ကတူတော့ကအเจ้าတွေအားလုံးကိုမှတ်မိနေတာကဲကဲသွားမယ်နော်ကိုမသူကနှုတ်ဆက်ခါထွက်သွားသည် မီးဖိုးနှစ်ယောက်ပြန်ထွက်လာကြသည် တုတ်တုတ်လေးကိုငါးစီကြသည်ဖိုးဖိုးပြာတိတ်ပျော်နေတယ်ပေါ့လေဖိုးဖိုးပုံကအဲ့ဒီလိုပုံပေါက်နေလို့လားအတိတ်သားကြီးပဲဦး ဖိုးဖိုးဖုန်းခဏပေးဘာလုပ်မလို့လဲပေးပါမိဖြစ်သူက အဖိုးဖြစ်သူဖုန်းကိုယူလိုက်ပြီးရှောက်လုံနေသည်ဘာလုပ်တာလဲမိလေစောစောကမိမကြီးရဲ့ဖုန်းနံပါတ်ကိုဖျက်လိုက်တာဘာဖြစ်လို့လဲဟွန်းဖိုးဖိုးကဆက်ချင်လို့လားဩမဆက်ချင်ပါဘူးဖိုးဖိုးနော်ပြောတော့မီးကိုစိတ်မချလို့လေဘာလေးနဲ့ခုတော့ဟွန်း မပြောလိုက်ချင်ဘူးမိမေကဘာဖြစ်နေရလဲဖို့ဖို့ဟေးမိမချင်းသိတယ်ဖို့ဖို့ဟိုဖွားကြီးကဖို့ဖို့ကြူချင်နေတာဖို့ဖို့ကလည်းမပြောလိုက်ချင်ဘူးမိလေးကိုလိုက်ထိန်တယ်လို့လို့နဲ့မလွယ်ဘူးနော်ဒီကောင်မလေးနင့်အဖိုးကို16နှစ်သားလေးများထင်နေလို့လားဟွန်း62နှစ်သားကလည်းစိတ်မချရပါဘူးနော် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။